လုံးဝဒီနောက်ဆုံးထော့ပွင့်တဲ့ contestant ကိုကြီးညာပြီးတဲ့နောက်မှာသူအပြုံးကိုဆက်ထိန်ထားတယ်ဒါပေမဲ့သူ့ရင်ထဲမှာကြေကွဲနေရတယ်ရာသူ့ရဲ့မျက်လုံးနဲ့မျက်နှာလေးမှာမြင်နေရတယ်ပေါ့နော်ကိုယ့်ကိုပြန်မြင်နေရတဲ့အချိန်မှာ cherry တော့ကလည်းအဲ့လိုပဲခွေရိုင်လဲမသွားအောင်မနေထိန်ထားခဲ့ရတဲ့အချိန်ကြီးပေါ့နော် အရန်ခတ်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့သူအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်အလားပါဆုံးကျော်ဖြတ်နိုင်ခဲ့တယ်အဲ့ဒီအတွက်ပထမဆုံး congratulations ပါလို့ပြောချင်တယ်မေခွန်နိုင်ကိုသူဖြေလိုက်တဲ့အဖြေတိုင်းကပညာသားပါတယ်ပြီးတော့တန်မိုးရှိတဲ့စကားလုံးတွေကိုပဲသူ့ရဲ့နှုတ်ဖြားထွက်တယ်ဒီရာဝရန်သဘောကျတယ်ပြီးပြည့်စုံတယ်လို့ပြောရမယ်ပေါ့နော်အခု JK ကပြည်သက်တွေတော်တော်များများရင်ထဲကိုလည်းရောက်နေပြီအားလုံးကလည်းလက်ခံကြရဲဆိုတော့ဒါသူစူးစမ်းခဲ့တာဒီဒါ top ဝင်ချင်းဝင်ချင်းနဲ့မဆိုင်ဘူးအချီးနှီးမဖြစ်ဘူးလို့ချယ်ရီကယုံကြည်ပါတယ်ရှင်ချယ်ရီတုံးကအချိန်ကိုသွားပြီးတတိယမိတယ်လို့ပဲပေါ့နော်ဒါသူ လုံးဝဒီနောက်ဆုံးထော့ပွင့်တဲ့ contestant ကိုကြီးညာပြီးတဲ့နောက်မှာသူအပြုံးကိုဆက်ထိန်းထားတယ်ဒါပေမဲ့သူ့ရင်ထဲမှာခြေကွဲနေရတွေကသူ့ရဲ့မျက်လုံးနဲ့မျက်နှာလေးမှာမြင်နေရတယ်ပေါ့နော်ကိုယ့်ကိုယ်ကိုပြန်မြင်နေရတဲ့အချိန်မှာ cherry တော့ကလည်းအဲ့လိုပဲပြိုလဲမသွားအောင်ခွေရိုင်လဲမသွားအောင်မနေ့ထိန်းထားခဲ့ရတဲ့အချိန်နေပေါ့နော်ဆိုတော့အရန်ခက်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့သူအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်အလားပါဆုံးကျော်ဖြတ်နိုင်ခဲ့တယ်အဲ့ဒီအတွက်ပထမဆုံး congratulations ပါလို့ပြောချင်တယ်နောက်တစ်ခုကကျတော့ချွေးတို့ဒီပြိုင်ပွဲတွေသွားပြိုင်ရတဲ့အခါမှာ ီ top ဝင်ချင်းမဝင်ချင်းတိုက်တက်စုတွေရချင်းမရချင်း crown ဆိုတာကိုအသာထားအောင်ပေါ့နော်ဒါတွေကနောက်မှာပထမဆုံးအနေနဲ့ကိုဘာတွေ achievement တွေအများကြီးလုပ်နိုင်ခဲ့လဲဆိုတာကိုကိုပြန်ပြီးတော့သုံးသပ်ရမယ်နောက်ပြီးကျတော့ကိုဒီပြိုင်ပွဲကိုပြိုင်ပြီးတဲ့နောက်မှာဘာတွေတိုးတက်လာသလဲဒါတွေကိုကိုကိုပြန်ဆန်းစစ်ပေါ့နော် cherry ဆိုလို့ရှိရင်ဒါ super ပြိုင်ပြီးတဲ့နောက်မှာအများကြီးတိုးတက်လာတွေ့ရတယ်ဒါတွေဒီအမျက်ပဲဆိုတော့အဓိကကဘာလဲဒီပရိသတ်ရဲ့ရင်ထဲကိုရောက်ဖို့ကအဓိကပဲအခု JK ကပရိသတ်တွေတော်တော်များများရဲ့ရင်ထဲကိုလည်းရောက်နေပြီအားလုံးကလည်းလက်ခံကြရတယ်ဆိုတော့ဒါသူစူးစမ်းခဲ့တာဒီဒါ top ဝင်ချင်းဝင်ချင်း နဲ့မဆိုင်ဘူးအချီးနှီးမဖြစ်ဘူးလို့ cherry ကယုံကြည်ပါတယ်ရှင်အရမ်းမိုက်တယ်ဆင်းစု um cherry အမြင်ရနည်းနည်းလေးသူပင်မန်းထားလေးလဲပါတော့နည်းနည်းရိုင်းသွားတာလေးတော့ရှိပေမဲ့လဲဒါအကောင်းဆုံး perform ခဲ့တယ်လို့ cherry ထင်တယ်သူ့လို performance လို့ cherry ဆိုမလုပ်နိုင်ဘူး cherry ကနည်းနည်းအငြိမ်ဘက်သွားတာဆိုတော့လေဆိုတော့သဘောကျတယ်တော်တော်လေးကို ့ local နဲ့ပြန်ရှင်ကြည့်မယ်ဆိုလို့ရှင်တော်တော်လေးကိုတိုးတက်လာရလဲတွေ့ရတယ်ခက်ဝော်ပိုင်းသဘောကြတယ်နောက်ကြတော့အဲ့ဒီသူ talent ပြတဲ့ဟာလေးလေအဲ့ဒါလေးလည်းတော်တော်လေးသဘောကြတယ် round nine ကိုလည်းကြည့်ပြတယ်အဲအချိန်နဲ့အားရမှုလည်းရှိတယ်အကြိုက်ဆုံးကတော့ close တော့ပဲ ချယ်ရီကသူ့ရဲ့အဓိကကဒီ brain mind ကိုရန်သဘောကြတာပေါ့နော်ပြတော့သူ့ရဲ့အတွေးအခေါ်တွေသူ့ရဲ့ဒီအာဘယ်လိုပြောရမလဲမေခွန်းနိုင်ကိုသူဖြေလိုက်တဲ့အဖြေတိုင်းကပညာသားပါတယ်ပြီးတော့တန်မိုးရှိတဲ့စကားလုံးတွေကိုပဲသူ့ရဲ့နှုတ်ဖျားထွက်တယ်ဒီရာကိုရန်သဘောကြတယ်နောက်ကြတော့သူ့ရဲ့ language ပိုင်းကလည်းဒါ essence တွေကဆာလုံးဝပြောစရာမလိုဘူးအာ ီးပြည့်စုံတယ်လို့ပြောရမှာပေါ့နော်ကိုစောမှဆိုလို့ရှိရင်လည်းဖြည့်သွားတာတကယ်တမ်းဒီရုတ်တရက်ကြီးမေးလိုက်တဲ့ခါမှာဒီ excitement ရှိတာနဲ့ပြီးတော့ကျတော့ဒါရှေ့မှာပြင်ပန်းထားတဲ့အရာတွေနဲ့ဆိုလို့ရှိရင်ဒါသူ့လောက်တီတီငင်ငင်နဲ့ကြော်ဖြတ်နိုင်မှုဆိုတာခဲရင်းပါတယ်သူတကယ်ကိုတော်တယ်အများကြီးလေ့ကျင့်ထားရလဲသိတာတယ်ဆိုတော့အာဒီအလမဲလောကမှာဆိုလို့ရှိရင်ဒီ brain mind ကတော်တော်များများကဒီလောက်ကြီးထူးချွန်ပြီးခြုံထွက်နေတာမျိုးဆိုတာရှားပါပါတယ်ဆိုတော့အဲ cherry အနေနဲ့ကြတော့ဒီ ကို supporting ပေးတဲ့ miss တယောက်ကိုကြည့်တဲ့အခါမှာရုပ်ရည်သွင်ပြင်ပိုင်းအာရက်အမောင်းစတာတွေပေါ့နော်အသားရည်ဒီရာတွေထက်ကိုသူ့ရဲ့လုံနိုင်စွမ်းကိုကျင်တရားသူချပြခဲ့တဲ့အရာတွေကို cherry ပို့ပြီးကြည့်ပြတယ်ဘာလို့လဲဆိုတော့ cherry ဆိုလို့ရှင်လဲဒါအရက်ရှည်တဲ့ထဲမှာပါတယ်သို့တော့ genetic အရာကိုမိခင်မွေးထုတ်လိုက်လို့ရက်ရှည်ပြီးထွက်လာတာဟာရေချင်းမဟုတ်ဘူးဒီသူ့ခေါင်းကနေတွေးတဲ့အတွေးခေါ်ရင်းနဲ့သူ့နှုတ်ဖျားထွက်လာတဲ့စကားလုံးတွေကသူ့ရဲ့အရေချင်းဖြစ်တယ်လို့ cherry ကတော့ယူဆတယ်ဆိုတော့ ူကအားနည်းချက်လေးရှိကောင်းရှိမယ်သို့တော့ဖြစ်ကြည့်ပေးကြပါလူတိုင်းကတော့ perfect မဖြစ်နိုင်ဘူးလေဆိုတော့ဖြစ်ကြည့်ပေးကြပါဒါသူ့အနေနဲ့ဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုစူးစမ်းထားတဲ့တာဝန်ကျေတဲ့အလမယ်လို့ပြောလို့ရပါတယ်